မြန်မာနေဝချင်းတွေကိုအစဉ်တစိုက်အားပေးနာဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးရနေပြီးတော့ပရလောကနဲ့ဂမ်းမြာဇလားကောက်လေးတွေကိုနေ့စီရွေးချက်တိဆက်ပေးနေပါတယ်။ဒီကလေးမှလည်းပရိသတ်များနားဆင်ရမယ်ဇလားလေးရစာရေးဆရာမင်းဟိခဥဒ္ဒတိပရေးသားထားတဲ့မန္တန်ထူးမောင်နဲ့မရဏဘော်တိုက်ပွဲဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ဥတော်မတယောက်တင်းထန်လာတော့မှတိုက်ပွဲကိုချိုးတင်သုံးသက်နေခဲ့တယ်။ ဦးတန်ခဲဦးဝင်ဦးတော်မတို့သုံးဦးဟာပြစ်ဆယူပါခိုင်းမှာအတူတူရှစ်စင်ကလေးကဦးတော်မရဲ့ဖခင်ကြီးကိုအကြောင်းပြုပြီးမိတ်ဆွေတွေဖြစ်ခဲ့ကြတယ်။အခုအခါမှာတော့ပြစ်ဆယူပါခိုင်းရဲ့ခိုင်းငွေတစ်ခုဖြစ်တဲ့ရခခိုင်းဟာတစ္ဆာပေါင်းအမိတက်ပြီးဦးဝင်ကိုဖမ်းဆီးထားကြတယ်။ဦးဝင်ကရခခိုင်းရဲ့ဒုစရမှုတွေကို သိပြီးခိုင်းကထွက်ပြေးခဲ့စဉ်နောက်ပိုင်းပုံမအစွမ်းထက်လာခဲ့ကခိုင်းရဲ့ရာစုမှုကြီးလည်းဖြစ်တာကြောင့်အလွယ်တကူတက်လို့မရအောင် ဒါကြောင့်ဥဝေရဲ့အစွမ်းတိတ်တိတွေနှဲပါအောင်ယနေ့ညနေကျွဲကောင်းကျိုးမျက်စိတ်တနေရာမှာအစီရင်ပြုတ်လုပြီးတက်ကြမှာမဲဆွေကြီးဥဝင်ကိုကဲ့တင်မှုဥတော်မနဲ့နယ်ချက်တော်လေးခေါင်းဆောင်ကြီးရဲ့တက်ဖွဲ့ကျွဲကောင်းကျိုးကိုရောက်ရှိလာခဲ့လေပြီမြေချင်းလေးတစ်ခုဖြတ်ကူးပြီးကျုံးမော်ကိုရောက်မယ်ဆိုပေမဲ့နောက်ကလိုက်လာမဲ့ထူးမောင်ကိုစောင့်နေကြတယ်တိတ်မကြလိုက်ခဝိုးရမြင်းကြီးမုံမောင်နဲ့အတူတူအပြင်းနဲ့လာတဲ့ထူးမောင်ကိုတော်ပုံကြီးနဲ့ဦးတော်မတို့တွေ့လိုက်ရတယ် ရခခါရဝင်ရောက်ဝင်နောက်စီရမြင်းကြီးမိုးမောင်ပျောက်နေတာကြောင့်ယခုပြန်ရှာလာတာကိုသဘောပေါက်သွားခဲ့တယ်။တဝူသားစုံပြီးတဲ့အခါမြေကြီးလေးကိုကူးဖို့ပြင်လိုက်ကြတယ်။ထူးမောင်ကမြင်းပေါ်ကခုန်ဆင်းလာပြီးလက်တစ်ဖက်ကဇကြိုးကိုဆွဲလို့မြေကြီးအနည်းကိုတလဲကြီးရှောက်လာခဲ့တယ်။ပြီးတော့တစ်ဖက်မှာရှိတဲ့ကြွယ်ကောင်းကျွန်းကြီးကိုလှဲကြည့်လိုက်တယ်။ထူးမောင်ရဲ့နောက်မှာလည်းတောင်မိုးကြီးတို့အဖွဲနဲ့ဥတော်မတို့လိုက်လာတယ်။ထူးမောင်ကလက်တစ်ဖက်ကိုဆက်ထုတ်ပြီးပထဝီမန္တန်ကိုရွတ်ဖက်လိုက်တဲ့အခါ ထူးမောင်ရဲ့နောက်ကျောမှာဦးဝင်ကိုတိုင်မှင်နဲ့ရေထိုးပေးထားတဲ့ပထဝီမန္တန်ကအရောက်အနှဲငယ်ထွက်လာခဲ့တယ်။ထူးမောင်ကပထဝီမန္တန်အဆုံးမှာဆက်ထုတ်ထားတဲ့လက်ကိုလေထဲမှာပြည့်တင်လိုက်တော့မတိတ်မနဲ့ဖြစ်နေတဲ့မြေချင်းလေးမှာမြေသားမိုးမိုးရိယာတရားတဖွဲကက်လက်ထိုးသွားခဲ့တယ်။အဲနောက်မှာတော့မြေကြီးမိုးမောင်ရဲ့နောက်ကျောပေါ်ကိုလှက်တက်ပြီးရှီယာစတဲ့ထွက်ခွာလာခဲ့တယ်။တော်ပုံကြီးနဲ့ဦးတော်မတို့လည်းအတူတူကလိုက်ပါလာခဲ့တယ်။ထူးမောင် စွမ်းအားတွေမှာအကန့်အသတ်မရှိဘူးဆိုပြီးနေရာတိုင်းမသုံးပါနဲ့ကွာမင်းမလည်းအစိတ်ထံတွေအရှင်းပြောက်သေးတော့မဟုတ်ဘူးအပွဲပွဲလဲနှဲခဲ့ပြီးပြီမဟုတ်လားအခုတက်ပွဲရပို့တက်တက်မဟုတ်ဘူးဆိုတော့လက်ပတ်မကျစေချင်ဘူးကောင်းပါပြီဦးတော်မကြောက်နားလိုက်ပါလေဦးတော်မကျိုးမော်ကိုရဲ့လမ်းမှာမှားစရာရှိရတွေကိုမှားချနေတယ်တော်ပုံကြီးရဲ့စုံစမ်းချက်အရရခခအနေနဲ့ထူးမော်ရဲ့အစွမ်းတက်တီးတွေကအနေရဲ့ပေးနိုင်တဲ့အပြည့် ။တရားမဲသူကဥဝင်ဖြစ်နေတာကြောင့်ခိုင်းတောင်ကူကအကူအညီကိုရယူထားတယ်လို့သိရတယ်။ဒါကြောင့်လည်းအဆအဆအရရအမှားရမဖြစ်စေဖို့တိုက်ပွဲအတွေ့အကြုံရေးကျက်သူတို့ကထူးမှန်ကိုသတိပေးနေရတယ်။ကျွဲကောင်းကျူကြီးဟာမြက်လေသူရောက်လို့နီနီမှာတည်ရှိပြီးမျိုးတစ်ခုကောင်းကောင်းတဲနဲ့လောက်တဲ့အထိကြီးမားတယ်။အပေါ်တဲရီကနေကြည့်ကျွဲတကောင်ရဲ့ဥကောင်းနဲ့တူလာတယ်။ကျုံးမမှာတော့အခြေချနေထိုင်ကြတဲ့သူတွေမရှိကြဘူး။ဘာကြောင့်လဲဆိုတော့ညအခါမှာမြေကြီးက ကျိုးတဝက်လောက်ကိုဖုံလန်းသွားတတ်တာကြောင့်ပါဒါကြောင့်လဲကျိုးလက်မှာတအုပ်လေးလိုဖြစ်နေပြီးပဝင်းကျင်ကတဲတောင်မြေကြီးပဲရှိနေတယ်တဖက်ကျိုးမမရှိတဲ့ရခခိုင်ရလဲသူတို့ရဲ့အကျယ်စီတိုင်းစတင်ဖြစ်စေနေကြတယ်ရခခိုင်သားတို့ကမြေထဲဆင်းကြပြီးတော့ကျွန်းတောင်ဆက်နဲ့ခလန်းလန်းမှာလေးတိုင်စင်ကြီးတစ်ခုကိုဆောက်လိုက်ကြတယ်အဲ့ဒီစင်ကြီးကဥဝင်ကိုကွက်မြတ်ကြမဲ့နေရာပဲဖြစ်ပါလေ။တောအုပ်ထဲမှာလည်းခိုင်းရဲ့အကြီးပိုင်းတချို့စုဝေးတာမြင်နေကြတယ်။ တောအအတွင်းမှာရခခိုင်သားတွေကအသေးရှိနေတဲ့ကြောက်တုံးခဝဝိုင်းကိုတေတာသုံးနေနဲ့ဝိုင်းပြီးတော့ဇပွဲနဲ့ခုံတပွဲပြင်ဆင်ထားကြတယ်။အဲ့ဒီနေရာမှာစုဝေးတိုင်မြင်နေတဲ့သူတွေကတော့ရခခိုင်ရဲ့ယာစုမှုတူနဲ့ဆဲစုမှု၁၀ဦးပဲဖြစ်ပါတယ်။ခိုင်ရဲ့ဖွဲ့စည်းပုံအရဘလူသက်သား၁၀ဦးကိုအုပ်ချုပ်သူတူရှိရပြီးဆဲစုမှုဖြစ်ပါတယ်။ဆဲစုမှု၁၀ဦးထပ်မှာယာစုမှုစုပြီးရှိကြတယ်။ယခုတော့ဆဲစုမှု၁၀ဦးနဲ့ ရာဇမှုတူရှိတဲ့အတွက်တပ်သားအင်အား၁၀၀လောက်ရှိမယ်။သူတို့ကလက်ရှိမှာဥဝင်ကိုလက်စာတုံးမုန်းနဲ့ထူးမောင်တို့တေချာပေါက်လာရောက်ကဲတိမာကိုတီးလို့အကူအညီယူထားတဲ့တခြားခိုင်းကြီးတွေကမဟာမိတ်တို့ကိုစောင့်နေကြတယ်။တခြားခိုင်းသားတွေလည်းရောက်မလာသေးပါလားကွ။အချိန်နှောင်းလို့မဖြစ်ဘူးဆိုတာမသိကြတာလား။ရာဇမှုကတခြားခိုင်းကြီးနှစ်ခုကအစင်းမြေပညာသည်တွေရောက်မလာသေးတော့ကိုစိတ်မရှိတော့တဲ့ဟန်နဲ့ပြောနေတယ်။ဥဝင်အရေးကိစ္စအတွက်တော့ပူပေါင်းထားရတယ်ဆိုပေမဲ့ ခန်းကြီးတုံးကအပြန်ဆိုင်များလာတာကြောင့်ကိုရမအကောင်မပြောကြအောင်အထူးသဖြင့်လှဲစားတက်တဲ့နေရာမှာသူမတူအောင်ကျွမ်းကျင်တဲ့မဲတော်လေးပါးခိုင်းကိုရာစုမူအောင်ပုတ်ခတ်စကားပြောနေတယ်။အဲ့ဒီချိန်ကောင်းငယ်ထက်ကနေလက်တီစုပ်လောက်ရှိရဲ့မြေလုံးကြီးနှစ်ခုကတချိန်ထိုးဆင်းတက်လာပြီးတော့မြေကြီးပေါ်ရောက်တဲ့အခါမှာမိမနှစ်ယောက်ဖြစ်သွားတယ်။အဲ့ဒီမိမနှစ်ယောက်ကအလွန်ချောမွှားလှပပြီးဝေစားစင်ဟန်ကလည်းနှစ်ဦးစလုံးတူညီနေကြတယ်။မိမနှစ်ဦးရဲ့အလှမှာ ဆယ်စုမူတွေငေးပါသွားတဲ့အထိဆွဲဆောင်မှုရှိတဲ့အပြင်ရာစုမူကြီးတော်မှအဲ့ဒီမိန်းမနှစ်ယောက်ကိုစိတ်စိတ်မချိပဲမင်းတို့မဲတော်လေးပါခိုင်းရလားဟုတ်ပါတယ်ရှင့်နှစ်ယောက်ထဲလားမဟုတ်ပါဘူးမဲတော်ကြီးရဲ့ညာလက်ရုံတခင်မဒေါ်ကြီးညိုလည်းပါပါတယ်ရှင့်မြမလေးမလာသေးဘူးလားမင်းတို့အချင်းကိုလေးစားသင့်တယ်ဒါပွက်တန်တဲ့ကိစ္စမဟုတ်ဘူးတခင်မကြီးကအရင်ရောက်နေတာကြာပါပြီ စကားဆုံးနာနဲ့အပေထက်မှရှိနေတဲ့ကြီးကဲတကောင်ဟာထပြန်ပြီးရာစုမှုအနည်းစီထိုးစင်လာခဲ့တယ်။အဲ့ဒီကြီးကဒေါ်ကြီးညိုဆိုတဲ့မိမကြီးတူအသွင်ကို ပြောင်းလဲပြီးသူ့ရဲ့ခက်ချက်ချောတပည့်မနှစ်ဦးရဲ့အလဲမှာရက်လိုက်တယ်။ဒီကဘေးမှာရှိနေတဲ့ဆုံးမလေးတွေကအသက်ယူလာတဲ့ပြောင်းမှုဖက်စစ်လေကြီးကိုမြင်းကြီးလို့ဒေါ်ကြီးညိုကိုတရိုတသေးပြေးလိုက်တယ်။ဒေါ်ကြီးညိုခမရကြောက်တော့နားမှာ နင်းတို့ပြောနေတဲ့အတင်းပြဲစကားတွေအားလုံးငါကြားတယ်။မဲတော်ကြီးအမိတ်ပါတာကြောင့်ရှေ့စီအောင်။ဒါကြောင့်ခမရတို့မိမတွေနဲ့မပတ်သက်ချင်တာ။ရာစုမူဟာအဆက်ပြေဒေါကနေတဲ့အချိန်တော်ရရလူနှစ်ယောက်ထွက်လာပြီးရာစုမူကြီးအနားကိုရောက်လာခဲ့တယ်။အဲနောက်ကဲပါလေအချင်းများများကြပါနဲ့။ဒီအချိန်မှာအားလုံးကသိစရမဲ့မိတ်ဆွေတွေပဲမဟုတ်လား။ငကားနီနဲ့ငကားနဲ့ဟုတ်ပါဗျာ။ ကျုပ်တို့ပြည်ဆယူဝခိုင်းရဲ့ရက်ခအဖွဲနဲ့ဓာတ်ရိုက်ပတ်သက်နေတဲ့အရေးခင်းမှာအခုညီပေးဖို့ဆိုရင်ငကားမဲကိုယ်တိုင်လှုပ်လိုက်တဲ့ငကားနီနဲ့ငကားနဲ့ပါရာစုမှုကြီးရာစုမှုကြီးမှတ်မိသားပဲမင်းတို့တွေ့ရတာဝမ်းသာတယ်ကွာကန်းအားလုံးပဲထိုင်ကြပါဟိုဘက်ကအမျိုးသမီးတွေလည်းထိုင်ကြပါကျုပ်တို့လဝက်ကအဆူတော်များကိုစောင့်ကြပါစို့ရောက်ပါပြီဗျာဒါကြီးတဲ့နေရလို့နှောက်ကြနေတာနည်းနည်းကူရပါဗျဟဲ့ဟဲ့ဩ ဘယ်နဲ့မလွတ်မလပ်ရခအဖွဲသားတွေငကားအဖွဲသားတွေနဲ့မဲရော်လေးပါခိုင်းဝင်တို့ကြားတဲ့ဦးလူသေးထဲတဲ့အခေါင်းကြီးကိုနှုတ်ဦးသားတရင်တရင်မှပြီးဝင်လာတဲ့လူတွေကြောင့်ဝိုင်းပြီးကုညီလိုက်ကြတယ်မင်းတို့ကလဝဲခိုင်းသားတွေလားတိတ်ဟုတ်တာပေါ့ဟောတာလဝဲခိုင်းရဲ့အားထားရဆုံးဖောက်ရစာတတီးတဲ့ကျုံနဲ့မင်းကတုံညို့ရှယ်တထဲမှာအဲ့လိုအခြေချင်းမိတ်ဆက်နေတဲ့အချိန်တမ္မာထွားကြိုင်းတဲ့လူတယောက်ကဝေယုံနဲ့ကိုခြုံထားပြီး ဩဇာပြည့်တဲ့အတန်နဲ့ဝင်လာတယ်။စုံလီကြပြီဆိုရင်အားလုံးကိုကြုတ်ကျိုးစိုးပါတယ်။အဲ့ဒီအတန်ကြားလာတဲ့ရက်ခအဖွဲရရာစုမှုကြီးအားဆလို့အဖွဲသားအားလုံးနဲ့အတူတူနဂါးနေနဂါးနဲ့တော့မြေပြင်မှာဒူးထအယိုသေးပေးလိုက်တယ်။ကြက်ရှိတဲ့မဟာမိတ်အဖွဲဝင်တွေကခေါင်းငုံလို့သာအယိုသေးပြုကြပြီ။မိမိတို့နေရာမှာအသီးသီးထလိုက်ကြတယ်။အဲ့နောက်မှာတော့အယိုသေးအပေးခံရတဲ့လူကကြောက်စွဲထိတ်မှရှိတဲ့ခက်မြက်မြက်ခုံတစ်ခုပေါ်မှာထားလိုက်ပြီး ကျုံနေနဲ့အထုမိတ်ဆက်ဖို့လုံးမဲမထင်ဘူးအားလုံးတိကျတဲ့အတိုင်းရက်ခခိုင်းစားဘလူးမင်းဥကြောင်လုံးမှာယခုလိုလက်ဝဲကိုင်းနဲ့မဲတော်လေးပါးကိုင်းရလဲပါဝင်အားဖြစ်ထားတဲ့အတွက်မင်းတို့တခေတခေမတွေကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါအားလုံးဆုံပြီဆိုရင်အစီအစဉ်စမယ်တဦးကျက်မှသေးတဲ့ရက်ခမင်းကြီးဘသူတော့ရဆုမို့ငါမသိရပါလားမင်းအားအဖွဲရဲ့အထူးကိုညီတစ်ခုအဖြစ်ခိုင်းကျော်ကြီးကိုယ်တိုင်လက်ခံထားတယ်လို့ကြားသိရပါတယ် ီအချိန်ခတ်ဝဝရတပည့်ကြီးတပည့်ထိပ်ပိုင်းပြက်ပြီးလဲကျသွားခဲ့တယ်။တပည့်လဲတာကြောင့်ခါထွက်လာတဲ့အရွက်တွေကြာလူငယ်တူလမ်းလျှောက်လာနေတယ်။ဒီကရာစုမူကစတင်ပြီးတော့သူ့လမ်းမှာပိတ်နေတပည့်ဝတော်မရှောင်နဲ့လို့အယူလို့ထင်ရလောက်တက်ပြီးတော့ပြန်မက်ကင်းတဲ့ဓာသမသူမပိုင်းဖြတ်နိုင်တာသူ့ဓာသချောင်းပဲရှိတယ်ဆိုတဲ့မဟုရဓာတ်နဲ့ရှည်ကြော့ထင်။ဘာပဲဖြစ်ဖြစ်လေအထက်ကအကြောင်းရှိလို့လှုပ်လိုက်တဲ့ကြေးစားတူပဲမင်းရောက်အဖွဲရမနိုင်လို့ ကျေးဇာရသူပေးထားရတဲ့ဓာသမထေရဲ့ဟုတ်ပါရဲ့ရခမင်းကြီးဒါနဲ့ရေကြော့ထဲရောက်လာပြီးနောက်သူကထန်းကုန်မမထိုင်မဲစကားဝိုင်းအနီတစ်ပေတပင်ကိုကြောပြီလို့အဝေးကိုငင်းနေလေတယ်ပြောနေတဲ့စကားတွေကိုလည်းဂယုမဆိုင်ဟန်မကြဟန်နဲ့ငင်းနေတယ်အဲ့နောက်မှာတော့ရခခိုင်းဆောင်ဘလူးမီဦးကြောင့်လုံးကအဝေးကိုတက်ရမဲ့ကိစ္စနဲ့ပတ်သက်ပြီးစတင်ဆွေးနွေးတော့တယ်ဆွေးနွေးတဲ့နေရာမှာမဲတော်လေးပါခိုင်းရဒေါ်ကြီးညိုရဲ့စကားကြောင့်အားလုံးရဲ့အကြည့်တွေကဒေါ်ကြီးညိုစီကိုရောက်သွားတယ် လာရလမ်းမှာမြင်ခဲ့သမျှဆိုရင်တော့ကောက်လေးနဲ့အတူတူအရာရက်ခကရာစုမူဟာဥတော်မနဲ့လူတချို့ပါလာကြတယ်တော့လူအင်အား90လောက်ရှိလိမ့်မယ်။နောက်ပြီးသူတို့နောက်ခဝေးဦးမှလည်းလူနှစ်ယောက်လိုက်လာကြတယ်။ကျုပ်တို့နှစ်ယောက်ဖြစ်ပါလိမ့်မယ်ထော်ကြီးညို့။လက်ဝဲကားကနောက်ကျနေတဲ့တာတီးနဲ့တာဒင်းတို့ရဲ့စကားကြောင့်အလုံးကဒေါ်ကြီးညို့အမြင်မှားတယ်လို့ထင်ကြပေမဲ့ရက်ခမေဦးကြောင့်လို့ကတရီထားဖို့ပြောရင်အစီအစဉ်ကိုဆက်ပြောတယ်။ဒီချိန်တော့ပုံကြီးရဲ့လူနှစ်ယောက်က တော်တွေထောက်လိုက်ရဲ့ခန်းသုံးခုရဲ့အစီဝေးကိုနားထောင်နေကြတယ်။အဲနောက်တော်ပုံကြီးရဲ့လူနှစ်ယောက်ကနောက်လည်ပြီးပြန်လဲတဲ့အခါဒါနဲ့ရှေကြော့ထင်းနဲ့ပတ်ပြီးတိုးလီတော့တယ်။တစ်ဖက်မှာလည်းတော်ပုံကြီးအဖွဲနဲ့ဦးတော်မတို့ဦးဝေကိုကက်တင်မဲ့ကိစ္စအတွက်ထူးမောင်နဲ့တာမြင်နေကြတယ်။ဦးတော်မကျုပ်လူနှစ်ယောက်သတင်းထောက်လိုက်မှုလှုပ်လိုက်တာကြပြီဗျ။ကျုပ်လိုက်သွားလာအောင်မယ်။ဂယုဆိုင်ပါတော်ပုံကြီးတော်ပုံကြီးကခေါင်းညိပြပြီးသူ့လူနှစ်ယောက်ကိုခက်ဆဲဆဲလိုက်ရှာခဲ့တယ်။ အတန်ကြာတဲ့အခါမှာတော့ဝေယုဆက်မှာတဦးကခေါင်းပြက်နေပြီတဦးကခန္ဓာကိုယ်အောက်ပိုင်းပြက်နေတဲ့သူ့ရဲ့သက်သားတွေကိုတွေ့လိုက်ရတယ်။ဒါကြောင့်တော်ပုံကြီးဟာစိတ်မကောင်းစွာနဲ့ထားရက်ပင်လှက်ထွက်လာတဲ့အခါအောက်ပိုင်းပြက်နေတဲ့သူကတော်ပုံကြီးရဲ့ခြေထောက်ကိုလှမ်းဆွဲပြီးသူ့ကြားသီးရသမျှကိုကပ်ပြောရင်းနဲ့သူထွက်လို့လို့တည်ဆုံသွားခဲ့တယ်။တော်ပုံကြီးကအကြောင်းအရာတချို့ကိုသိခဲ့ရပြီးဒါနဲ့ရှင်ဟာသူ့သက်သားနှစ်ယောက်စလုံးတည်အောင်တက်လို့ရတယ်ဆိုပေမဲ့ မသက်ပဲထားခဲ့တာကိုတွေးစရာတစ်ခုဖြစ်နေခဲ့တယ်။ပြီးတော့ဥတော်မနဲ့ထူးမောင်တို့စီကို ပြန်လာခဲ့တယ်။တစ်ဖက်မှာအားလုံးစုံနေကြပြီဥတော်မ။အစီအစဉ်အတိုင်းမော့ထူးမောင်။မင်းကဥွေရှိတဲ့နေရာကိုဓာတ်ရိုက်သွားမယ်။ငါနဲ့တော်ပုံကြီးတို့မင်းကိုကောက်ဝဲပေးထားမယ်။အဲလိုနဲ့ကျိုးရဲ့တစ်ဖက်ကနေတောအုပ်ကြီးကိုဖျက်တမ်းလာခဲ့တယ်။ကျိုးဆက်မြေကြီးပြင်အနည်းမှလည်းရခိုင်တို့ဖွဲ့ရအုပ်ဝင်ကို ကျိုးတုတ်လျက်သာဆွဲခေါ်လာခဲ့တယ်။ ။ဦးဝင်းကိုရာဇဝတ်သားတစ်ယောက်လိုတက်သားတုံးကြီးကိုပခုံးမှာထမ်းတင်ထားပြီးလက်တွေကိုတန်ကျိုးနဲ့ပူးကချီနှောက်ထားကြတယ်။ရာဇမှုကိုတော့ဦးဝင်းရဲ့လက်ဝင်းကိုတန်ကျိုးကွေးဆွပြီးရှေ့ရဆွဲလာခဲ့တယ်။သူတို့ဘေးရဲ့ပတ်ဝန်းကျင်မှာတော့တခြားမဟာမိတ်ဂိုင်းများရဲ့ပညာသင်တို့ဝေးရထားတယ်။နောက်မှလည်းရခဂိုင်းရဲ့စဲစုမှုနဲ့တက်သားတရာရှိနေတယ်။သူတို့အလောကညထဲမှာတိဆောက်ထားတဲ့လေးတိုင်စီရှိရစီကိုခေါ်သွားနေခြင်းဖြစ်ပြီးလေးတိုင်စီပေါ်မှာလည်းရက်ခမဲဥကြောင်လုံးရှိနေတယ် အားလုံးကိုတော်ဆက်ကလှဲ့မြင်နေရတဲ့ထူးမောင်တို့အဖွဲ့စတဲ့လှုပ်ရှားကြလို့ရတယ်။ရခရိယာဦးဝင်းကိုလေးတိုင်စင်ပေါ်တင်ထားပြီးနေဝေချင်းကိုစောက်နေတာနဲ့တပြန်နဲ့ထူးမောင်ကနေလုံးကိုမောကြည့်လိုက်တယ်။မိုးလဲပိုင်းဖြစ်ပြီးနေဆောင်လာခဲ့တာကိုတွေ့ရတယ်။နေဝေချင်းရောက်တာနဲ့အစီအစဉ်အားလုံးဆုံးရှုံးသွားရမှာဖြစ်မှဆိုလို့အချိန်မဆွဲတော့ပဲညီကြီးမိုးမောင်ရဲ့အပေါ်ကိုတက်လိုက်တယ်။ဦးတော်မလည်းသူ့ရဲ့ပိတ်တာ24တဲ့တူကြီးကိုဆွဲမလိုက်တယ်။ တော်ပုံကြီးကလည်းသူ့ရဲ့တက်သားတွေကိုလက်ထောင်အချက်ပြလိုက်တယ်။အိုးဝေကြောက်ခမားစီလာနေပြီ။ထူမောင်ကမျက်စီကိုကြည့်ပြီးပြောလိုက်ကမြင်းကြီးမိုးမောင်ကိုအပြင်းမိတော့တယ်။မိုးမောင်ရဲ့ပြရားကြောင့်ရက်ခအဖွဲကိုတေချာမြင်လာရတယ်။ဒီအချိန်မှာထူမောင်ကိုတွေ့မြင်လိုက်ရတဲ့တစ်ဖက်ရန်သူတွေကအသိပြင်လိုက်ကြပြီ။ဆယ်စုမူဆယ်ဦးနဲ့အတူရက်ခအဖွဲသားတရားပြေးတက်လာတော့တော်ပုံကြီးနဲ့အဖွဲကနောက်ကရောက်လာပြီးရာဖယ်ရီနဲ့ထိုးချိန်ပြစ်ခတ်ကတိုက်ပွဲဆက်လိုက်ကြတယ်။ တစ်ဖက်မှာရှိတဲ့ဆယ်စုမူဆယ်ကိုအောက်ချုပ်တဲ့ရခအဖွဲ့သားတွေကတာမန်လူလိုအသွေးရှိတယ်ဆိုမြဲတိုက်ပွဲအတွင်းထဲမှာဘလူးတရဲစီးသလိုကြီးစက်မျိုးကိုအကြောက်လက်မရှိဝင်ရောက်တိုက်ခိုက်ကြတယ်။သူတို့ရဲ့လက်ထဲမှာလည်းဒေါက်တာလက်နက်တွေကိုစီကန်ဆောင်ထားပြီးတော်ပုံကြီးရဲ့နယ်ချိတ်တော်လေးတပ်သားတွေကိုအမဲဖြတ်တော်မဲ့ဟန်နဲ့တိုက်ခိုက်ကြတယ်။ဒီချိန်ဆယ်စုမူငါဦးကထူမောင်ကိုမြင်းပေါ်ကကြသွားအောင်တိုက်ခိုက်ဖို့ပြေးလာတဲ့အခါထူမောင်ကတေဇောမန်နဲ့အစွမ်းနဲ့ညာဘက်လက်ကိုဝှေ့ရလို့ မီးလောင်တိုက်သွင်းပြလိုက်တယ်။ထူမောင်ရဲ့အစောကိုမြင်လို့ကြောက်လန့်သွားတဲ့ကျန်တဲ့ဆဲစုမှု၅ဦးကတော်ပုံကြီးကိုဝိုင်းထားလိုက်ကြတယ်။တော်ပုံကြီးကလည်းခါးเจ้าမှရှိတဲ့ခြောက်လုံးပြူတနက်နှက်လောက်ကိုဆက်ထုတ်ကအသိပြင်စတင်တိုက်ခိုက်ပါတော့တယ်။တနက်တွေကြောင့်ရခအဖွဲသားတွေအတုံယုံဖြစ်ကုန်တဲ့အခါရာစုမှုကြီးကလက်ခုပ်သုံးချက်တိလိုက်တယ်။အဲ့ဒီလက်ခုပ်တံကိုကြားတာနဲ့တချို့သောရခအဖွဲသားတွေကကြည်စံကိုယ်တော်ရှောင်းတိတ်ဖန်ဆင်းနိုင်တဲ့အထိအဆွတ်ထက်သွားတယ်။ တိုက်ပွဲအတာစီးရတာနဲ့ရာစုမူကြီးကထူးမောင်ကိုတာစီဖို့အတွက်တစ်ချက်ခုန်လိုက်တယ်။လေဘောကပြန်ဝဲလာပြီးထူးမောင်စီရောက်တဲ့အခါထူးမောင်ကတိုက်ခိုက်ဖို့လက်ရွယ်လိုက်တယ်ဆိုပေမဲ့ရာစုမူကြီးရဲ့ရင်မက်ပေါ်စီပိတ်တာ20လောက်လေးတဲ့တူကြီးနဲ့အရိုက်ခံရပြီးဥတော်မရောက်လာခဲ့တယ်။ဆက်သွားထူးမောင်ရာစုမူကြီးကဥတော်မရဲ့တူရိုက်ချက်ကြောင့်နှိမ့်ကျသွားတယ်ဆိုပေမဲ့ဒေါသတကြီးပြန်ထလာကဥတော်မနဲ့တယောက်ချင်းရှင်ပြန်ကြတယ်။ ထူမောင်လည်းလမ်းမှာရှိနေတဲ့အနှောက်ရှက်တွေကိုကြော်လွှားပြီးဦးဝင်းစီကိုအပြေးနေခဲ့တယ်။ဒါမဲ့ဦးဝင်းကကစားကလူအလုံးလုံးလို့ကိုမြင်လိုက်ရပြီးမျက်နှာတစ်ချက်ပြတ်သွားတယ်။ကောင်းလေးမင်းတို့မလာကြနဲ့။တောင်းမခေါ်ပြီးပြေးကြတော့ငါအတွက်အသက်တွေပေးဖို့မလိုဘူး။ဦးဝင်းအော်ပြောတာကိုထူမောင်ကြားပေမဲ့လည်းမကြားဟဆောင်ကလမ်းကရက်ခအဖွဲသားတွေရဲ့အတားအဆီးတွေကိုကြော်လွှားနေခဲ့တယ်။ဦးတော်မှလည်းဘလက်ထဲကတူကြီးကိုညမှပြောင်းကန်လိုက်တယ်။ တစ်ဖက်မှာလည်းရာစုမှုကြီးကတန်တင်းပေါ်လက်ကန်ရိုးကိုဆွဲရက်နေတယ်။အဲဒီနောက်နှုတ်ဦးစလုံးအရှိန်နဲ့ပြေးဝင်လာပြီးလက်နဲ့နှစ်ခုအားနဲ့လွဲကရှင်ရိုက်တော့တယ်။ဦးတော်မရာစုမှုဟောက်ဖြစ်လို့ခေတူမဟုတ်တဲ့အပြင်လက်ရှိရာစုမှုရဲ့ခွန်အားကလည်းပေါ့ပေါ့တက်တက်မဟုတ်တာကြောင့်အင်အားနှစ်ခုရှင်းပြမှုကပြေးထန်တယ်။သူတို့နှုတ်ဦးရဲ့တိုက်ခတ်မှုကြောင့်ထပ်ပေါ်လာတဲ့စွမ်းအားအရှိအားအနည်းမှရှိတဲ့ရက်ခအဖွဲသားတို့ကိုချက်ချင်းလဲကြတည်ဆုံသွားနိုင်တယ်။ဒီများနဲ့မပြီးသေးပဲ။ ရာစုမူကြီးကတန်သွင်းပုံနဲ့ဦးတော်မကိုအဆက်မပြတ်ရိုက်တယ်။ဦးတော်မလည်းခုခံတာကိုခုခံ။ရှောင်းတိုင်းနာကိုရှောင်းတိုင်းချက်ကောင်းကိုဆောင်တာ။တစ်ဖက်အလင်းငါကျုပ်တဲ့အချိန်တူကြီးနဲ့လက်ပြန်ရလိုက်တယ်။ရာစုမူကြီးရဲ့ပေပက်လက်မောက်ဘေးကိုတူကြီးနဲ့ရိုက်မိပြီးအယိုကျိုးတဲ့ကြားလိုက်ရတယ်။ဒါမှမဟုတ်ရာစုမူကြီးရဲ့တေးဘုတ်ကလည်းဦးတော်မရဲ့နောက်ကျောင်းကိုမိမိရရရိုက်ချနိုင်ခဲ့တယ်။ဦးတော်မဟာအရွယ်အားဖြင့်စုံနေလို့တောင်မရှောင်းနိုင်ပေမဲ့အနေငယ်သာရိုက်သွားပြီးသူ့ရဲ့ပိတ်တာ24တဲ့တူကြီးကို ေပြေမှာထောက်လို့တစ်ဖက်ရံသူကိုဒရိထားနေတယ်။ဘယ်လမ်းမောင်ရိုးကျိုးသွားတယ်ဆိုပေမဲ့ဘာမှမခံစားရသလိုရာစုမှုကြီးကတိမုတ်ကြီးကိုထမ်းပြီးဥတော်မစီတလန်းချင်းရှောက်လာနေတယ်။အဲနောက်တစ်ချက်ခေါ်လိုက်ပြီးဥတော်မကိုဖနှောင်းနဲ့ပေါက်ချလိုက်တဲ့အခါဥတော်မကဘလက်ချန်နဲ့ကောက်ွယ်ရင်းတဆက်ထဲဝင်လာတဲ့တိမုတ်ကြီးကိုတူကြီးနဲ့ရိုက်ထုတ်လိုက်ပြန်တယ်။အဲလိုနဲ့အရှင်ဟုံပြင်းနဲ့သူတို့နှစ်ဦးရဲ့တပ်ပွဲကအပြည့်မပေါ်လာသေးဘူး။ရခအဖွဲရဲ့ဆဲစုမှု၅ယောက်တော့လည်း တော်ပုံကြီးကိုစုပေါင်းတိုက်ခိုက်နေတယ်ဆိုပေမဲ့တော်ပုံကြီးရဲ့ကြီးစံတွေကိုရှောင်လဲနေရတယ်။တချို့ကြီးစံတွေကိုခုခံထားနိုင်ပေမဲ့ဥတော်မနဲ့တိုက်ခိုက်နေတဲ့ရာစုမှုကိုထိခိုက်မိရနဲ့ဆဲစုမှုတွေရဲ့ခုခံနိုင်စွမ်းနှဲပါလာတယ်။ဒီချက်ကိုသိတဲ့တော်ပုံကြီးကတိုက်ခိုက်နေရင်ကဥတော်မရဲ့အနီးမှာရှိတဲ့ရာစုမှုကြီးကိုတနက်နဲ့ချိန်ရပစ်ခတ်လိုက်တယ်။ရာစုမှုကြီးရဲ့တင်းမုတ်ကလေထဲကိုမြောက်တက်ပြီးကြီးစံကိုတော့ရက်ခတ်နိုင်တဲ့အတွက်တော်ပုံကြီးကအကြံမအောင်မြင်ခဲ့ဘူး။ ။ဥတော်မလည်းတောက်ပုံကြီးရဲ့အကျယ်စီကိုနားလည်တယ်လို့လို့ရှိလာပြီ။ရာစုမှုကိုအမြန်အဆုံးတောက်ဖို့ပြလိုက်တယ်။ဒီကဲဆယ်စုမှုငါဦးကတောက်ပုံကြီးကိုရုတ်တရက်လှက်ပတ်နေတယ်။လှက်ပတ်နေရင်မှအရှိန်မြန်လာတဲ့အခါတောက်ပုံကြီးကလူကိုမမြင်ရတဲ့အထိဝေဝါးသွားခဲ့တယ်။ဒီခဏမှပဲသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမြူးတွေဆွဲလောင်တဲ့အတွက်အနေထားပြက်ပြီးတော့မြေပြင်မှလှည့်ရင်မင်းကိုညိတက်နေတယ်။ဆယ်စုမှုငါဦးကလည်းဟာတိုက်ရီမောရင်တော်ပုံကြီးကိုလှောင်ပြောင်နေတဲ့အချိန် မီးတောက်နေတဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကိုရေတွေလောင်းချလိုက်သလိုဖြစ်ပြီးမင်းငိမ့်သွားခဲ့တယ်။ဒီခါမှာတော်ပုတ်ကြီးကမိမိကိုမိမိနားမလည်နာဖြစ်ပြီးပဝေးကျင်ကိုအကဲခတ်ကြည့်လိုက်တော့အောက်ဘောမှန်တဲ့အစွမ်းနဲ့မင်းငိမ့်တက်ပြီးတဲ့ခဝဝေးကထူးမောင်ကိုမြင်လိုက်ရတယ်။ထူးမောင်ကတော်ပုတ်ကြီးတို့ရွာကိုကဲတင်ပေးခဲ့တဲ့အတွက်ယခုအခါတော်ပုတ်ကြီးကကျေးဇူးဆက်ဖို့ကိုညီတိုက်ခိုက်ပေးခြင်းဖြစ်ပါတယ်။တိုက်ပွဲအတွင်းမှာထူးမောင်ကပြန်လဲကောက်ွယ်ပေးလိုက်ရတဲ့အတွက်ကိုရံလဲအမလို့အားမြဖြစ်ကတနေရာကိုကြည့်လိုက်တယ် ဒေါ်ပုံကြီးကရာစုမူကြီးနဲ့ဦးတော်မရဲ့တိုက်ပွဲအခြေအနေကိုကြည့်နေပြီးထူးမှန်ကိုလည်းကျေးဇူးတင်နေမိတယ်။အဲနောက်နေရာကနေထလာပြီးဆဲစုမူတွေကိုရေဆိုင်မှုအသစ်ပြင်လိုက်တယ်။ဒီတိုက်ပွဲကိုလည်းအသက်ပေးပြီးတိုက်ခတ်ဖို့ဆုံးဖြတ်ထားပြီးဖြစ်လို့ထူးမှန်ကိုအစီပြေဟန်လက်ပြပြီးအစီအစဉ်တိုင်းဆက်လုပ်ဖို့သာတိုက်တွန်းလိုက်တယ်။တစ်ဖက်မှာလည်းဦးတော်မနဲ့ရာစုမူကြီးတို့ရဲ့တိုက်ပွဲကပြေးထန်တာထက်ပိုပြေးထန်လာပြီးလူဦးစလုံးကလည်းပင်မနဲ့လို့မထင်ရဦးတော်မ သူ့ရဲ့ပိတ်တာ24တဲ့တူကြီးကိုရွက်ပြီးမြေပြင်မှာထုချလိုက်တဲ့အခါအကွဲเจ้าကြီးတို့ခုပေါ်လာခဲ့တယ်။အဲ့ဒီအကွဲเจ้าနဲ့စီကိုရာစုမှုကြီးအားကြောက်သွားတဲ့အတွက်ရက်ကခိုင်းသားတွေအနေငယ်တုံ့လောက်သွားကြတယ်။ဒီချိန်မှာတော်ပုံညူတို့အဖွဲကအသာစီရနေပြီ။ဦးတော်မဟာအကွဲเจ้าတစ်ယောက်ကိုဘေးမှလမ်းလျှောက်လာလိမ့်တယ်။တန်တင်းပုံကြီးနဲ့အတူတူရာစုမှုကြီးကမြေကြီးအကွဲเจ้าနဲ့ရပြန်လဲခုတ်တက်လာတဲ့အတွက်ဦးတော်မတူကြီးကိုရွက်ပြီးရိုက်ပြတ်နေ။ရာစုမှုကြီးကကလိုက်နိုင်နေဆိုပေမဲ့ ပုံမှန်ထက်နှစ်ဆပြင်းတဲ့ခွန်အားကြောင့်ဘေးကိုလွှင့်ကျသွားခဲ့တယ်။ဒီကောင်မှရာစုမူကြီးပြန်ထလာပြီးတင်းပုတ်ကြီးကိုမှွင့်ရန်တော့တယ်။ပဝဲကြီးတစ်ခုလုံးကလေးစင်နှမောင်းတိုက်တယ်လို့တဲတွေလွှင့်ကျနေပြီးတော့တင်းပုတ်ကြီးကိုမမြင်ရတဲ့အထိမြန်ဆန်လာတယ်။အဲ့ဒီချိန်ရက်ခအဖွဲရလည်းရာဇဝမှုတူရဲ့စစ်မှန်တဲ့ဆွမ်းအောက်ကိုမြင်ရတော့မယ်ဆိုပြီးအာရဝါတာဖြစ်နေကြတယ်။ဥတော်မလည်းအဲ့လိုပဲသူ့ရဲ့တူကြီးကိုဆွဲမြောက်ပြီးတော့တင်းနေဆုတ်ကလိုက်တဲ့အခါတူကြီးရဲ့ဘေးပတ်ဝေးချေတက်လာအကွာလောက်မှာ အပူရှိပြင်းလွန်လာတဲ့အတွက်တလက်တွေတင်းရင်းနဲ့ဖြစ်နေတော့တယ်။သူကြီးရဲ့ထိပ်ပိုင်းကလည်းမီးပြင်းတိုက်ထားသလိုရဲရဲနေလာပြီးတစ်ဖက်မှာရှိတဲ့ရာစုမှုကြီးရဲ့တန်တဲပုတ်ကြီးကမီးကြီးကဲလို့နေရလာခဲ့တယ်။နောက်ဦးစလုံးကမျက်စိတမဲ့အတွင် ထောင်ထောင်ထနေတဲ့သဲမုံတွေကြားပြေးဝင်လိုက်ကြပြီးတန်တုံးကြီးတို့ခုပြေးဆောင်သွားတဲ့အတံမျိုးထွက်ပေါ်လာတယ်။ပဝဲကြီးကတိတ်ဆိတ်ပြီးပြေးထန်တဲ့ဆွမ်းအားလိုက်ကြောင်းရိုင်းနေသွားကြတယ်။သဲမုံတွေလွင့်ပြဲသွားတဲ့အချိန်မှာတော့ အလောကစိတ်ဝိတ္တစားကြည်နေတဲ့ခြေကောင်မှဒူကြီးကိုထမ်းပြီးဥတော်မှထွက်လာခဲ့တယ်။သူ့ရဲ့နောက်ကျောမှာတော့အပိုင်းပိုင်းကျိုးနေတဲ့တန်သိန်းပုံနဲ့အတူတူဥကောင်းချိန်မွနေတဲ့ရာစုမူကြီးကိုတွေ့လိုက်ရတယ်။ဒီကတော့ပုံကြီးကဆယ်စုမူ၅ဦးရဲ့ခေါင်းထဲကို၆လုံးမျိုးကြီးစံတွေပြစ်သွင်းလိုက်တယ်။ထူမောင်ကလည်းအရှိမရှိနေတဲ့မဟာမိတ်အဖွဲ့၃ခုကပညာသည်တွေနဲ့ဥကြောင်လုံးဖန်ဆီးထားတဲ့ဆရာဖြစ်သူဥပင်ကိုလှမ်းမြင်နေရပြီ။ဒါကြောင့်နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါ တော်ပေါ်ကြီးနဲ့ဦးတော်မတို့အောင်မဲစင်လာခဲ့တာကိုမြင်ရပြီးတော့စိတ်ချသွားခဲ့တယ်။မြင်းကြီးမိုးမောင်ကိုစီပီဥဝေရောကဲ့တင်မှုအပြင်းနေနေတယ်။တစ်ဖက်မှာလည်းလဝဲခိုင်းပညာတဲ့ဖောက်ရစာတာတီးနဲ့သုံးညိုးရှင်တာတယ်။မေတော်လေးပါခိုင်းစရာဒေါ်ချင်းညိုတို့ဆရာတပည့်တိဆယူပါခိုင်းရဲ့ငကားအဖွဲ့ကငကနဲ့ငကနဲ့တို့ကလည်းရခမင်းဦးကြလုံးရဲ့အစီအစဉ်မပြတ်ရအောင်ကောက်ွယ်ပေးကြတယ်။ရခအဖွဲ့မှာတော့အဖွဲ့ဝင်ဘလူးတက်သားတွေကခေါင်းဆောင်မရှိတော့တဲ့အပြင် တော်ပုံကြီးရဲ့ထိုးစစ်ဆင်မှုနဲ့ဥတော်မရဲ့လက်ချက်ကြောင့်မတက်မတာသိဆုံးနေတယ်။ဒီချိန်ထူးမရဲ့ခန္ဓာကိုယ်အထက်ကနေကြီးကတကောင်ဖြစ်ပြန်သွားခဲ့တယ်။ထူးမောင်လည်းအေးမဆိုင်ပြရှေ့ကိုသာဆက်သွားနေရင်တော်ပုံကြီးပြောတဲ့တရိယဒေါ်ကြီးညို့ကိုတရိယပြင်းမြင့်ဆက်ကျိုးကိုဆွဲလိုက်တယ်။ထူးမောင်လှည့်ကြည့်လိုက်တဲ့အချိန်မှာပဲတော်ပုံကြီးကအတူတူတိုက်ပွဲဝင်နေတဲ့ဥတော်မရဲ့နောက်ကျောင်းကိုတနက်နဲ့ပြစ်ခတ်လိုက်တာကိုမြင်ရတော့ထူးမောင်အံ့ဩနေမိတယ်။ ။ဥတော်မတူကြီးကိုမြေမှာထောက်ရင်တစ်ဖက်ကိုလှည့်ကြည့်လိုက်တဲ့အခါတော်ပုံကြီးကိုယ်တိုင်ဖြစ်နေလို့အာအော်မဆုံဖြစ်နေခဲ့တယ်။တော်ပုံကြီးကတနက်ကိုကာရီသူ့ရဲ့အဖွဲသားတွေကိုအားလုံးရလိုက်ကြ။ဒါငါအမားပဲ။တော်ပုံကြီးရဲ့စကားကြောင့်အားလုံးကြောက်သွားခဲ့တယ်။အဲ့နောက်အားလုံးကြည့်နေတဲ့အချိန်မှာဆက်ပြောပြန်တယ်။ငါတို့ရရဲ့ကျေးဇူးရှင်ကိုကိုညိနေဆိုပေမဲ့ဥဝင်ဆိုတဲ့လူတယောက်ရဲ့အသက်အတွက်ငါတို့အဖွဲသားတွေရဲ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပြီ။ဟုတ်တယ်။ ဒါမတန်ဟုတ်ကွာဘာကြောင့်လဲဆိုတော့ဦးတော်မပဲဖြစ်ဖြစ်ဦးဝင်ပဲဖြစ်ဖြစ်ပြစ်ဆယူပါခိုင်းသာဟောင်းနေပဲဒီခိုင်းသားတွေကနဲချက်လက်ပါးစီတွေဖြစ်ခဲ့ဘူးတော့ငါတို့အသက်ပေးပြီးကဲတင်ရတာတန်ရက်လားအစိုးစောကဦးတော်မဆိုတာတချင်ကငါတို့ရဲ့တော်လိုက်ရဲ့ခေါင်းဆောင်တွေကိုခေါင်းဖြတ်ပြီးမြေအောက်အဖွဲမှာအလုံးလုံးခဲ့တဲ့ကျေးစားအဖွဲဝင်တူပဲအခုလဲသူ့မိတ်ဆွေရဲ့အသက်ကိုကဲ့ဖို့ငါတို့အားလုံးရဲ့အသက်နဲ့အလဲထက်လုံနေတာကွာ ခေါင်းဆောင်ဖြစ်သူရဲ့စကားကိုကြားတဲ့အခါမှာအဖွဲ့သားတွေကတွေ့ဝေသွားပြီးဘာဆက်လုပ်ရမလဲမသိဖြစ်သွားကြတယ်။ဒီအချိန်မှာထူမောင်ကဒေါ်ကြီးညိုရဲ့လှဲ့ကွက်တစ်ခုတော်ပုံကြီးတယောက်ခံလိုက်ရပြီဆိုတာသိလိုက်ရတယ်။ဥတော်မနောက်ကျောင်းအရင်မက်အထိတက်တဲ့ကြည်စံဖောက်ထားပြီးသူတွေစီးကြနေတယ်ဆိုပေမဲ့သူ့ရဲ့တူကြီးကိုလွှတ်ချပြီးတော်ပုံကြီးရဲ့ပခုံးကိုပုတ်လိုက်တယ်။အဲနောက်ယောက်ျားတွေဆိုရင်ကိုယ်တိုင်ဆုံးဖြတ်လို့ဆိုတာတော်ပုံကြီးကိုတတ်ဖို့လာနေတဲ့ ဒေါ်ချင်းညူရဲ့တပည့်မနှစ်ယောက်ကိုမီးလုံးအသွင်နဲ့မြင်လိုက်ရတာကြောင့်တူကြီးကိုဆွဲပြီးရိုက်ထုတ်ကောက်ွက်ပေးလိုက်တယ်။အဲ့ဒီခါကျမှတော်ပုံကြီးကလှည့်စားခံလိုက်ရပြီဆိုတာသိလိုက်ရတာကြောင့်တက်နက်ကိုလှုတ်ချကဦးတော်မရဲ့အရှိမဒူးထောက်လိုက်တော့တယ်။တရားပြည့်ထိုင်နေဆိုမဲ့အသက်ပြင်လာတဲ့ဦးတော်မနဲ့တော်ပုံကြီးတို့ကိုကြည့်။ထူးမောင်ဒေါ်ချင်းညူတို့မဲတော်လေးပါးခိုင်းဝင်တွေကိုရှော့မတွက်ဖို့သတိထားမိခဲ့တယ်။ဒီအချိန်အခွင့်ကောင်းရတာနဲ့အဲ့ဒီအချိန်ဓာတ်နဲ့ရှည်ကြော့တဲ့ဟာ တစ်ဖက်ကိုဒရိတ်မထားမိတဲ့ထူးမောင်ရဲ့နောက်ကျောဓာတ်နဲ့ထိုးပေါက်ဖို့ချိန်ရွယ်ပြီးလေထဲမှာပဲအချိန်နဲ့ဝင်ရောက်လာခဲ့တယ်။ပရိသတ်များရှေ့မန္တန်ထူးမောင်နဲ့မရဏအမှော့တိုက်ပွဲဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားဆဲအားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတည်ရှိသလို။စာရေးဆရာမေဟိန်ခန့်ဥဒ္ဒါဒီပေါ့လေ။ကျေးဇူးထူးပဲတည်ရှိပါရဲ့ရှေ့။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲ ကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစင်ထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်